ာဝဋ္ထိပြည်မှာတုတ်ပိယဆက်မြို့တည်းအလွန်ကိုသရတရားကောင်းဘုရားကျောင်းတော်သွားတရားနာတန်ဃာတွေသတင်းသုံးတဲ့ကျောင်းလေးတွေလက်ပတ်ချိအဲ့မှာနေမကောင်းထိုင်မသာရှိတဲ့ကိုတော်တွေ့တွေ့ရင်မေးတယ်ရှင်ဘုရားနေမကောင်းမှုနေမကောင်းမှုဘာဖုံးမေးခြင်းတော့ဒီလိုတွေမေးကြတယ်မေးတဲ့အခါမှာဟိုကိုတော်ကအင်းစွတ်ပြုတ်ကလေးတော့တောက်ချင်ပါတယ်လို့ပြောလိုက်တဲ့အခါတုတ်ပိယဆိုတဲ့အမျိုးသမီးကတပည့်တော်စွတ်ပြုတ်လုပ်ပြီးပို့ပါမယ်လို့အမခံသူအမခံပြီးတော့ အိမ်ပြန်သွားတဲ့နောက်တည့်ရက်မှာအသားမပေါ်ရတဲ့နေ့ဖြစ်သွားအသားကဘယ်မှဝယ်လို့မရတော့သူတို့လည်းဥပရိယတရက်တလေအသားမပေါ်ရမတတ်ရလို့အမိန့်ထုတ်ထားတဲ့နေ့ဘာသားမှလည်းဝယ်လို့မရဘူးအိမ်မှာလည်းပဲခုခေတ်လိုအသားဆိုတာရေခဲတစ်တာတို့ဘာလို့ရှိတာမဟုတ်တော့ရေခဲတစ်တာတဲ့တိမ့်ထားလို့လည်းဖြစ်တာမှမဟုတ်ပဲဘူးအဲ့တော့ဈေးတော်ဝယ်တဲ့အခါအသားမရတော့သူကြံရမရဘူးဒါလည်းအာမခံခဲ့တယ်အဲ့တော့ဒုက္ခပဲမနဲ့တော့သားဆုပ်ပြုတ်တော့ပိုးရမှာပဲဆိုပြီးနောက်ဆုံးမှာ ။အိမ်ထဲကဓားထက်ထက်ကိုယူပြီးတော့သူ့ပေါင်သားသူလှီးပြီးတော့စွပ်ပြုတ်ပြုတ်ခိုင်းလိုက်တယ်။ပြုတ်ခိုင်းပြီးတော့ကြောင်းပုတ်ပေးလိုက်။အဲသူကတော့ပေါင်သားကြီးကိုလှီးခံလိုက်ရတော့အဲ့ရတယ်မှလဲသွားပြီပေါ့နော်။သူကတော့သူ့ပေါင်ကိုစီးထားတယ်။သွေးတွေထွက်တော့အဲ့ဒါကိုသိတော့မြတ်စွာဘုရားကအိမ်ကြွသွား ိမ်ကြွတော်တော့ဘုရားကိုထွက်ပြီးတော့ရှင်မခိုးနိုင်ဘူး။အောင်ငတ်ထန်ရာကြီးနဲ့ရှင်မခိုးနိုင်တော့မြတ်စွာဘုရားကတုတ်ပြရာပဲသွားလဲလို့ဆိုသူ့အမျိုးသားလျှောက်တယ်။အေးရတဲ့မှာဘုရားတဲ့မထနိုင်ဘူးလို့ဆိုမြတ်စွာဘုရားခေါ်လိုက်တယ်ငါစီလာခဲ့လို့ဆိုဘုရားခေါ်လိုက်လို့ဆိုတာနဲ့ပဲသူ့ပေါင်ကတန်းရာဟာပျောက်သွားတယ်တက်တာသွားတယ်ခင်ဗျာ။ ။တခါတည်းဘုရားရှိရောက်တဲ့အခါသူအံ့ဩသွားတယ်အဲ့ဒီမှာသူ့ယောက်ျားရှောက်တယ်။သူ့မျိုးသမီးဒီတုတ်ပိယဟာအမတ္တမသရာတရားကောင်းတယ်ဗျာတဲ့။သူ့ပေါင်သားသူလှီးပြီးတော့တောင်မှတန်ခါကိုစွတ်ပြုတ်လုပ်ပြီးတော့ကတ်လှူတယ်တဲ့။အမတ္တမသရာတရားကောင်းတယ်။တခြားသူမလှူနိုင်တဲ့ပစ္စည်းဆိုတာတခုမှမရှိဘူးဗျာလို့ဘုရားရှိမှချီးမွမ်းပြီးရှောက်တယ်။အဲ့ဒီမှာမြတ်စွာဘုရားကဒီပေါင်သားလှီးလှူတယ်ဆိုတာ သိသွားပြီးကြောင်းရောက်တဲ့အခါ တန်ဃာတွေအားလုံးကိုဒီနေ့ကနေစပြီးအသားဆိုရင်ဘာသားလဲလို့မေးရမယ်လူသားဆိုရင်မစားသင့်ဘူးဥပဒေဖြစ်မြတ်တယ်နော်သိခါဘုတ်တစ်ခုထောက်လိုက်ဒါကနောင်ကြတော့မထုတ်ဘူးဆိုရင်လူသားစားတယ်ဆိုပြီးတော့ပြဿနာတက်လာဒါကြောင့်မို့လို့လူသားဆိုတာမစားကောင်းဘူးမစားသင့်ဘူးဇတုသားဖြစ်တယ်အဲ့ဒီကစပြီးတော့မအပ်တဲ့အသားကြီး10မျိုးလို့ပြောရတဲ့ထဲမှာလူသားကနံပါတ်1ပါ